သိန်းထောင်ချီရာချီတင်နေတဲ့အကျွေးတွေအကုန်လုံးအမြန်ဆုံးကြည်စီမဲ့အကျွေးကြည်စီမဲ့အစီရင်လေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်နော်ဆရာတို့ဘလို့အကြောင်းမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်ကိုကအကျွေးတွေများနေတယ်သူများကိုပေါ့နော်လက်လွန်ထားတဲ့ငွေတွေကလည်းပြန်မရဘူးပေးရရှိရည်လည်းမပေးနိုင်ဘူးရရရှိရည်လည်းမရဘူးဆိုတဲ့သူတွေအတွက်နော်ဆရာတို့အကျွေးတွေကိုတိမ့်ထောင်ချီတောင်းချီရာချီရှင်းအောင်မှကြည်စီတဲ့ ရေဒီယာလေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီရေဒီယာလေးကတော်တော်လေးကိုထူးဆန်းတယ်နော်။ဆရာဒီရေဒီယာလေးကိုဆရာပရိသတ်ခொနည်းတာတိပီတော်တော်များများရောဆရာမိတ်ဆွေတွေရောဆရာလှုပ်ခိုင်းပါတယ်။အဲ့ဒီမှာမှာထူး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 ကြကြပေါ့နော်။မဝင်းမော်ဆိုတဲ့အမကြီးဆိုရင်တင်းကို8000လောက်အကျွေးတင်နေပါတယ်။လောင်းကစားလုပ်ပြီးတော့ရှုံးတာပေါ့နော်။အဲ့ဒါနဲ့ဆရာဒီရေဒီယာလေးကိုဆရာဆရာစီကိုလည်းရေဒီယာအပ်တယ်ပေါ့နော်။သူကဆရာလည်းဒီရေဒီယာလေးကိုလှုပ်ဖို့သူ့ကိုတိုက်တွန်းတော့သူလှုပ်ကြည့်ရယ်။သူ3-4လလောက်လှုပ်လိုက်တဲ့အချိန်မှာသူ့ရဲ့ဟာကြီး အချွေးတွေအားလုံးကြည်သွားတာကိုတွေ့ရပါတယ်เนาะအဲ့တော့ဒါကတော့ထူးထူးခြားခြားဖြစ်စဉ်လေးပြောပြတာပေါ့เนาะအဲ့တော့ဒီအခုပြပြသွားမယ့်ရေဒီယာကိုမိမိရဲ့စိတ်ထဲမှာယုံယုံကြည်ကြည်နဲ့သာလှုပ်ပါเนาะယုံယုံကြည်ကြည်နဲ့သာလှုပ်ပါ ကို့မှာရှိတဲ့เนาะတင်နေတဲ့အချွေးတွေအားလုံးကြည်သွားလိမ့်မယ်ဘလို့ဘလို့အကြောင်းအရာမျိုးနဲ့အကြောင်းမလို့ကိုကအချွေးတွေကြည်နေနေသိန်းရာချီထောင်းချီဆယ်ချီရှိနေတဲ့အချွေးတွေအားလုံးတစ်ဖြည်းဖြည်းနဲ့ဇာတ်လို့ကြည်သွားစီမယ့်ရေဒီယာဖြစ်ပါတယ် ဆရာအကျွေးကြေဖို့ဆိုရင်အရင်ဆုံးဘာလုပ်ဖို့လိုလဲသိလားဆရာသင်ပေးမယ်အကျွေးကြေဖို့ဆိုရင်အရင်ဆုံးကငွေဝင်ဖို့လိုတယ်ထီပေါက်လိုပဲငွေဝင်ငွေဝင်အိမ်ရောင်းလိုပဲငွေဝင်ငွေဝင်အလုပ်ကိုင်နေအစဉ်ပြေလိုပဲငွေဝင်ငွေဝင်ဘလို့အကြောင်းမျိုးနဲ့ပဲငွေဝင်ငွေဝင်ငွေဝင်ဖို့လိုတယ်ငွေဝင်မှကိုကဒီအကျွေးတွေကိုစက်နိုင်မှာဖြစ်တယ်အဲ့တော့ဒီအရာလေးဟာငွေလဲဝင်စီတယ်နော်ငွေဝင်ခြင်းတဲ့သူတွေလည်းလုပ်လို့ရတယ်အကျွေးတွေကြည့်ကျင်တဲ့သူတွေလည်းလုံးလို့ရတယ်တကယ်လက်တွေ့ဟိုမှာအကျွေးကြည့်သွားတဲ့လူတွေအများကြီးရှိတယ်ဒီရီယာလေးကဆရာကိုယ်တိုင် တေချာစီမံပြီးတော့မှเนาะအားလုံးကိုပေးတဲ့ယရိယာဖြစ်တယ်သူများရဲ့ယရိယာမဟုတ်ဘူးဆရာရဲ့ယရိယာဖြစ်ပါတယ်နော်အဲ့တော့ဆရာယရိယာတွေအားလုံးကတည်တဲ့အတိုင်းပဲအယံအိုမှာအစွမ်းထက်ပြီးတော့ထူကြတယ်ယုံယုံကြည်ကြည်နဲ့တည်တည်ချာချာလေးလှုပ်ဖို့ပဲအရေးကြီးပါတယ်နော်အဲ့တော့ဆရာပရိသတ်ခုနှစ်ရဲ့သာသမီအားလုံးမင်္ဂလာပါဆရာတော့ဘီဒီယရိယာဆရာထူးမြအောင်ပဲဖြစ်ပါတယ်ဒီ line ပေါ်မှာဆရာရဲ့အကောင့်အတူတွေ page အတူတွေကြားနေပါတယ်အဲ့တော့ဆရာပရိသတ်တွေအကုန်လုံးဒီမှာပါအဆရာရဲ့ Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ် KBZ page ဖုန်းနံပါတ်ကတော့669 331ဖြစ်ပါတယ်အဲ့တော့ဆရာပြိတ္တတွေအကုန်လုံးဆရာကိုဒိုင်းရိုက်ဆက်သွယ်ခြင်းနဲ့ဆိုရင် Viber မှာစာပို့လို့လည်းရတယ် Telegram မှာစာပို့လို့လည်းရတယ်3996633331တင်ပါဆရာနဲ့ဒိုင်းရိုက်ဆက်သွယ်လို့ရတယ်เนาะပြီးရင်ဆရာရဲ့ KB နံပါတ်ကလည်း669331ဖြစ်တယ်ဒီနံပါတ်မဟုတ်ဘူးဆိုရင်လုံးဝလုံးဝကိုငွေမလွှဲပါနဲ့အလိန်ခံရရင်ဆရာတာဝန်ယူပါမဟုတ်ပါဘူးဒီရတရားလေးကိုဒီဗီဒီယိုလေးတွေ့ရနေရနေစပြီးတော့စလုပ်လို့ရပါတယ်တစ်ခါပဲလောက်ရမှာဖြစ်ပါတယ်နေတိုင်းလောက်ဆရာမလို့ပါဘူးဆရာအခုစတင်ပြောပြတော့မှာဖြစ်ပါတယ် ပတ်စံအိတ်တစ်လုံးလိုပါတယ်ပတ်စံအိတ်ကတော့အဟောင်းလဲရတယ်အစ်စ်လဲရတယ်နော်မိမိရဲ့ပတ်စံအိတ်ဖြစ်ဖို့ပဲလိုတယ်ဆရာစီကအဆောင်အိတ်ဝယ်ထားတဲ့လူတွေကလည်းဆရာရဲ့အဆောင်အိတ်နဲ့လုံးလို့ရတယ်အဆောင်အိတ်မဝယ်ထားသေးတဲ့လူတွေကလည်းကိုယ်ပတ်စံအိတ်တက်ကိုလုံးလို့ရတယ်အဟောင်းလဲရတယ်အစ်စ်လဲရတယ်ပတ်စံအိတ်တစ်လုံးကိုမိမိရဲ့နော်အနားမှာချတာပါခုံတစ်ခုံပေါ်မှာချထားလိုက်ပေါ့နော်ပြီးရင်ဆရာတို့ပကံများတစ်ချက်ပေါ်မှာနော်ကြေဆိုတဲ့တစ်လုံးပဲရေးပါကြေအကျွေးကြေလို့ပါလို့ပေါ့နော်ဒီကြေကိုပြောတာ ဒီခြေဆိုတဲ့ဟာလေးတလုံးကိုရေးမယ်ပြီးရင်မိမိရဲ့နေနံကိုရေးမယ်เนาะခြေလို့ရေးမယ်ပြီးရင်မိမိရဲ့နေနံကိုရေးမယ်เนาะရေးပြီးပြီဆိုကိုကစနေဆိုစနေတရင်ကလေးဆိုတရင်ကလေးမိမိရဲ့နေနံကိုရေးမယ်ရေးပြီးဆိုရင်เนาะဒီပတ်စံအိတ်ပေါ်မှာဒီပကံများလေးကိုတင်လိုက်မယ်တင်ပြီးသွားရင်ဆရာတို့ဘာလို့လဲဆိုတော့တံမြာသည်လေးလုံးလိုပါတယ်ဒီမှာတံမြာသည်လေးလုံးလိုပါတယ်เนาะတံမြာသည်လေးလုံးလိုပါတယ်ပြီးရင်ကြက်သွန်ဤတလုံးလိုပါတယ်အဲ့ဒါကိုဆရာပြောသလိုအခုပကံများထဲမှာထည့်ထားလိုက်ပါ တက်မြာသီးလေးလုံးရဲ့ကျက်သွန်းဤတစ်လုံးရဲ့ကိုထည့်ထားပါထည့်ထားပြီးပြီဆိုတာနဲ့ဆရာတို့ပေါ့နော်အမွေးတိုင်း၅တိုင်လိုပါတယ်အမွေးတိုင်းဖြစ်ပါတယ်နော်အမွေးတိုင်း၅တိုင်ကိုဆရာတို့ညာဘက်လက်လေးနဲ့ကင်မယ်ညာဘက်လက်လေးနဲ့ကင်မယ်ပြီးရင်ဆရာအခုပြောပြမယ်အချွေးကြီးဂါလာကိုဆရာတို့ကိုးကောက်ရွတ်ပါမယ်နော်ဆရာတို့ဂါလာလေးကိုဆရာကွန်မန့်မှာလည်းရေးပေးထားတယ်ဗီဒီယိုလေးရဲ့အဆုံးမှာလည်းဆရာရေးပေးထားပါတယ်နော်နော်ဆရာပြောတဲ့အခုအကျွေးကြီးရဲ့ဂါလာကိုကိုးကောက်ရွတ်မယ်နော်ညာဘက်လက်လေးနဲ့ကင်ပြီးတော့ကိုးကောက်ရွတ်မယ် ဘယ်ဘက်လက်လေးနဲ့ကင်ပြီးတော့အမွေးတိုင်ကိုဘယ်ဘက်လက်လေးနဲ့ပြန်ကင်ပြီးတော့ကိုးကောက်ယူမယ်ရုပ်ပီပီဆိုတာနဲ့ဆရာတို့ပေါ့နော်ဒီဒီဒီရလေးကိုအဲ့လိုစိုက်ပြီးတော့ထုံးရမှာဖြစ်ပါတယ်ပကံများလေးပေါ်မှာဒီရငါးတိုင်ဆိုတော့ငါးခုပေါ်မှာတင်ပြီးတော့ထုံးမှာเนาะဘယ်နေ့ဘယ်အချိန်လောက်ရမလဲဆိုတာဆရာပြောပေးမယ်ဒီဗီဒီယိုတွေ့ရနေရနေစပြီးစလုပ်လို့ရတယ်เนาะအချိန်ကတော့မနက်9:00နာရီကနေမနက်7:00နာရီခွဲတွင်းကိုလုပ်လို့ရတယ် နော်ဆရာတို့ဖျားเจ้าဆောင်ပေါ်မှာလုံးဆရာမလိုပါဘူးအစဉ်ပြေနေရမှာဆရာတို့လုံးလို့ရတယ်ထွန်းရမှာဖြစ်ပါတယ်ဒါလေးတွေလည်းစိုက်ပြီးတော့ငါးတိုင်းပြေအောင်ထွန်းမှာအားလုံးကုံအောင်ထိထွန်းမှာထွန်းပြီးပြီဆိုရင်ဒီပစ္စည်းတွေအားလုံးကိုနော်တံမြာသီးလေးတွေတက်တုန်နေလေးတွေကိုဆရာတို့အမိုက်ပုံးနဲ့ထည့်လိုက်ပါရည်ရဲကိုမျောလိုက်ပါလုံးဝပြတ်မသုံးပါနဲ့ထွန်းနေတဲ့အချိန်မှာကိုကဆူတောင်းမှာနော်အခုတင်နေတဲ့သိန်းထောင်ချီတင်နေတဲ့ရာချီတင်နေတဲ့ဆယ်ချီတင်နေတဲ့တောင်းချီတင်နေတဲ့အကျွေးတွေအကုန်လုံးနော်တလအတွင်းတစ်နှစ်အတွင်း နော်6လအတွင်းအမြန်ဆုံးကြည်ပါသေးနော်အမြန်ဆုံးကြည်ပါသေးဟိုဆရာတို့ဆူတောင်းမယ်နော်ပြီးတော့ရရစီရရှိရဲ့ပတ်စံတွေလည်းပြန်ရပါသေးနော်ပေးစီရရှိရဲ့ပတ်စံတွေလည်းအမြန်ဆုံးပေးနိုင်ပါသေးငွေများများဝင်ပါသေးလို့လည်းဆူတောင်းမယ်အဲ့ဒါဆိုရင်ငွေတွေဝင်လာလိမ့်မယ်ပြီးရင်အကျွေးတွေဆရာတို့ကြည်လာပါလိမ့်မယ်နော်အဲ့တော့ဒီရေရာလေးကတော်တော်လေးဟိုမှာအစွမ်းထပ်ပြီးတော့ထူးခြားတဲ့ရေရာဖြစ်တယ်နော် ဆရာအာမခံနိုင်တာတော့ဒီရရားကိုပြုတ်လုတ်ပြီးဆိုတာနဲ့တလားနေ6လအတွင်းကိုရှိသမျှအကျွေးတွေတဖြည်းဖြည်းနဲ့ကြေလာပါလိမ့်မယ်ဆိုတာကိုဆရာကအာမခံပါတယ်။ဆရာရရားတွေအပေါ်မှာဆရာကလုံးဝယုံယုံကြည်ကြည်နဲ့ကိုအာမခံတယ်။ဘာလို့လဲဆိုတော့ဆရာကိုယ်တိုင်တေချာတွက်ချက်ပြီးတော့မှနော်ဆရာပရိသတ်ခုနှစ်ရသားသမီးကိုအရင်ဆုံးမျှဝေပေးပြီးတော့မှဆရာကအများပြည်သူရှေ့မှာဆရာပရိသတ်တွေရှေ့မှာဆရာဒီရရားကိုလှုပ်ခိုင်းခြင်းဖြစ်ပါတယ်အကျွေးရာချီထောင်ချီရှိရဲ့အကျွေးအလုံးအမြန်ဆုံးကြည်တဲ့ရရား ဖြစ်ပါတယ်အဲ့တော့ဆရာအရေးကြီးရာလေးတခု ပြောချင်ပါတယ်ဆရာပြိသက်တွေအကုန်လုံးเนาะဒီ area ကိုပြုလုပ်မယ်ဆိုရင်ဒီ video လေးကိုများများလေး share ထားပေးပါတခြားအကျွေးရှိရဲ့ခொနည်းရဲ့သာသမီတွေ live လုပ်တဲ့အချိန်ကျရင်ကိုလည်းကုသိုလ်ရတော့ခါကျတော့ကိုအကျွေးတွေလည်းမြန်မြန်ကြည့်ပါတယ်အဲ့ဒါကြောင့်မလို့ဒီ video လေးကိုများများလေး share ထားပေးပါဒီ video လည်း live လုပ်ထားပေးပါ share လုပ်ထားပေးပါ comment မှာမိမိရဲ့နေ့နံကိုရေးခဲ့ပါเนาะဆရာတဦးတယောက်ချင်းစီတိုင်းကိုအကျွေးကြည့်အောင်လို့မြစ်တာတက်ခံပြီးတော့မှဆရာထပ်ပြီးတော့ဆူတောင်းပေးဦးမှာဖြစ်ပါတယ် เนาะအဲ့တော့ဒီဆရာပြောတဲ့ဒီ၄ခုလေးကိုလှုပ်ထားပေးပါလို့ဆရာပြောခြင်းနဲ့ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်ကိုကငွေမဝင်ဖြစ်နေတဲ့သူတွေငွေဝင်နေနေတဲ့သူတွေအကုန်လုံးဆရာစီမှာရရရလာအပ်လို့ရတယ်เนาะဆရာငွေများများဝင်ပြီးတော့ငွေဝင်ကြောင်းရရရလုပ်ပေးတယ်အကျွေးကြေခြင်းတဲ့သူတွေအကျွေးပြန်ရခြင်းတဲ့သူတွေလည်းမိမိရဲ့နာမည်မွေးနေ့နေ့နံကိုဆရာကိုပြောပါပြီးတော့ကိုရခြင်းတဲ့လူစီရဲ့ ါမှမဟုတ်ပေးစရာရှိတဲ့လူရဲ့နာမည်မွေးနေ့နေ့နဲ့ဒါမှမဟုတ်ဓာတ်ပုံနာမည်လေးတွေကိုပို့ပြီးတော့အကျွေးကြည့်အောင်အကျွေးတွေပြန်ရအောင်ဆရာစီမှာရည်ရအစီမံလေးအပ်လို့ရတယ်ဆရာအာမခန်နဲ့ကိုအကျွေးတွေကြည့်အောင်ငွေတွေဝင်အောင်အကျွေးတွေပြန်ရအောင်ဆရာအာမခန်နဲ့ကိုရည်ရပြုတ်လုပ်ပေးတယ်လှုပ်လို့ရတဲ့လူတွေဆိုရင်လှုပ်ပေးတယ်လှုပ်လို့မရတဲ့ဆိုရင်လည်းဆရာမလှုပ်ပေးဘူးအဲ့တော့ဆရာနဲ့တိုင်ပင်ဆွေးနွေးပါ Viber Messenger Telegram မှာဆရာနဲ့တိုင်ပင်ဆွေးနွေးပြီးတော့ရည်ရတွေအစီမံလေးเนาะအပ်လို့ရတယ်ပြီးတော့အကျွေးတွေကြည်နိုင်လားမကြည်နိုင်ဘူးလား အကျွေးတွေပြန်ရနိုင်လားမရနိုင်ဘူးလားဆိုတာလဲဆရာစီမှာဘေးရင်မေးလို့ရတယ်ဇာတာဆစ်လို့ရတယ်တဲတော်မေးလို့ရတယ်ပြီးတော့ဆရာစီမှာဒီငွေဝင်ကျန်းစီတဲ့အဆောင်လက်ကောက်လေးတွေကိုလည်းယောက်ျားလေးရောမိန်းကလေးရောခေါင်းရဲသားသမီးအားလုံးဝယ်လို့ရတယ်ဒီအဆောင်လက်ကောက်လေးတွေကငွေဝင်စီတဲ့လက်ပွင့်လက်ရွှင်စီတဲ့ကံကောင်းစီတဲ့အခြေအိမ်အောင်ရေးအစဉ်ပြေးစီတဲ့ဆရာကိုယ်တိုင်စမအင်းနေနဲ့ဆူတောင်းထားတယ်ပီရဒရိုက်တဆင်တွေလုတ်ပေးထားတယ်ဆူတောင်းမှုတွေဂါရာမန်နဲ့ညွတ်ပေးထားတဲ့လက်ပတ်လေးတွေအရန်ဥမှာအစွမ်းထပ်ပြီးတော့ထူကြပါတယ် နော်ဒီဆောင်းလက်ပတ်လေးကိုလည်းဝယ်သုံးကြည့်ပါလို့ပြောချင်ပါတယ်နော်အဲ့တော့ဆရာပရိသတ်ခொနီယာသာသမီအားလုံးဒီရရာကိုတည်တည်ချာချာလေးလှုပ်ပါဒီရရာပြုလုပ်တဲ့ခொနီယာသာသမီအားလုံးလည်းဆရာမေတ္တာတက်ကြောင်းမလို့တိန်ထောင်ချီရာချီတောင်းချီဆဲချီရှိနေတဲ့အကျွေးတွေအကုန်လုံးတလအတွင်းအမြန်ဆုံးကြည့်ပြီးတော့ရရရှိရလေးရပါသေးပေးရရှိရလေးပေးနိုင်ပါသေးဒီထက်မကလူနိုင်တန်းနိုင်တဲ့ပုံကိုယ်လူပုံကိုယ်မြတ်တွေဖြစ်ကြပါသေးလို့ဆရာထူးမြတ်အောင်နေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်